အားလုံးပဲမင်္ဂလာပါမန်နယူချန်နယ်ကနေအားလုံးကြိုဆိုပါရစေကျွန်တော်ဒီကနေ့မှာတော့မန်ချက်စတာနဲ့တနေ့ပတ်သက်ပြီးကစားသမားပြောင်းရွှေ့နောက်ဆုံးအသတင်းလေးတွေရှိပါတယ်ဒါကတော့ကျွန်တော်တို့လီယန်ဒီလနဲ့ပတ်သက်ပြီးတော့ဖော်ပြလာတဲ့အနေအထားတစ်ခုပေါ့ဆွေးနွေးကြအောင်အားလုံးပဲမင်္ဂလာပါအားလုံးပဲမင်္ဂလာပါယူနိုက်တက်အသင်းနဲ့မင်းညာကဆိုရင်ခြေစမ်းပွဲအဖြစ်မလေးရှားနိုင်ငံမှာအော်စတာအသင်းကိုဝင်းစင်းနဲ့ရှုံးခဲ့တယ်ဘလောက်တောင်ချက်ဖို့ကောင်းလေဆိုတော့အသင်းကပေါ့ဗျာလာမယ့်နေရာတည်တဲ့ပြင်ဆင်မှုအပိုင်းကတော့လုံမော့ကိုကြောင်းလေးမှကိုရမှာ အတီကြတဲ့မနေ့ပြန်မှာဆိုရင်လေဟောင်ကောင်အသင်းနဲ့ကစားဖို့ရှိတယ်6နိုင်ခွဲမှာခြေစမ်းပွဲအခုဒီနေ့ပွဲမှာဆိုရင်လည်းပဲဒုတိယပိုင်းဝင်လာတဲ့မောင်မောင်လေးမြန်မာနိုင်ငံသားဘလောက်တောင်ကူယူဖို့ကောင်းလဲသူအားပေးတဲ့သူကျင့်နေတဲ့အသင်းကိုလူဆောင်ဝင်လာပြီးတော့သူတွင်းခဲ့တယ်ပြီးလို့ချင်းလူနိုဖန်နေတဲ့အင်ဂျီကိုမောင်မောင်လေးကရရှိခဲ့တယ်ဆိုတော့တကိကိုဝမ်းတာဖို့လေးကောင်းတယ်အားရကျင်နေဖို့လေးကောင်းတယ်ဆိုတော့စာသမားတို့ကျွန်တော်အပြောင်းရွှေ့တဲ့တင်းကိုပြောလို့ချင်း လီယန်ဒီလေးနဲ့ယူနေတဲ့အတင်းကြမှာတော့ဒီသဘောတူညီမှုယာယီထားတဲ့တူတော်ညာလဲလီယန်ဒီလေးဟာဆိုယူနေတဲ့ထက်ချက်စီအတင်းတန်ကိုပြောင်းရွှေ့ဖို့တဲ့အချင်းနေကောင်းလာပြီးတော့မကြခင်အချင်းတို့တွဲမှာဆိုရင်ချက်စီဘက်ကခေါ်ယူဖို့ခြေချောင်းဂျီကောဘက်ကနေပိုးလောက်လာတယ်ပြလို့ချင်းသူကပေါ့ဗျာရှက်စီနဲ့ဆွေးနွေးမှုအပြီးမှာသဘောတူညီမှုရရှိဖို့အတွက်ပုံမူနီးစပ်လာခဲ့ပြီဖြစ်တယ်လို့ရှက်စီအတင်းကိုပြောင်းရွှေ့ဖို့အမေရိကန်ရှိနေတယ်ဆိုပြီးတော့ကျွန်တော်တို့ပို့လို့လာတယ် ။ဖာဘစ်ဆိုရိုမနိုကလည်းရှက်စီယာဆိုရင်ဒီလေးကိုခေါ်ယူဖို့အတွက်အမေရိကန်လှုပ်ဆောင်နေလာပြီးတော့ဤသည်ရဲ့ချင်းကဲမှုမှာဆိုရင်ရှက်စီကအခွင့်အရေးတွေလေးပိုရရှိလာတယ်ဆိုပြီးတော့ဖာဘစ်ဆိုရိုမနိုကလည်းဖော်ပြလာတယ်။ဆိုတော့ကျွန်တော်အသင်ကားပေါ့ဗျာအခုဒီဟူပါရတဲ့တိုက်စစ်ကစားသမားတယောက်ဖြစ်တဲ့မတည့်ရဲ့ကိုညာကိုကျွန်တော်အချိန်နဲ့ကောင်းနေပြီတရင်ဝင် officer ဖြစ်ဖို့လဲကျွန်တော်သိကြနေပြီဒါပေမဲ့လို့ FC အသင်တိုက်စစ်ကစားသမားလီယန်ဒီလဲကိုခေါ်ယူဖို့အတွက်ကြပြရတော့လဲကျွန်တော်အားနေတာလို့ပြောရမယ်ဒါက ကျွန်တော်မှအကြောင်းပြချက်တဲ့အားရရှိတယ်။စာသမားရေးစင်စသည်ကျွန်တော်တို့လာမည့်နေ့မှာဆိုရင်ချန်ပီယံလေးမဝင်ဘူး။ပြီးလို့ချင်းငွေကြီးပိုင်းအရာမှဆိုရင်လည်းချက်စီအသေးလောက်ကျွန်တော်အင်အားမတောင်းဘူး။အခုအာလီယန်ဒီလက်ကိုပြောင်းရွှေ့သင်မထားတဲ့အနေနဲ့တခုမှပေါင်သဲ30အဲ့ဒါကထားလိုက်အောင်သူ့အနေနဲ့ချန်ပီယံလေးလေးကစားရှင်တွေသူတယောက်ဖြစ်တယ်။ဟုတ်တယ်မလား။ဒီလိုအနေနဲ့တခုမှယူနိုက်တက်နဲ့ချက်စီဆိုရင်ချက်စီကိုပဲရွေးချယ်မှာပေါ့။ချက်စီကလာမည့်နေ့မှာဆိုရင်ချန်ပီယံလေးလေးဝင်ဖို့ရှိတဲ့အတွက် ကျွန်တော်အသင်ကတော့ဒီကစားသမားဖြစ်သူခေါ်ဖို့အတွက်အင်မတန်အားနေလာတဲ့အချက်တွေပေါ့ဆိုတော့လာမင်းနေရာတိအပြောင်းရွှေ့မှာဆိုရင်ကစားသမား၂ယောက်ပြင်မဲ့ထားတဲ့အထူးသဖြင့်ကျွန်တော်တိုက်စစ်မှာဆိုရင်လီယန်ဒီလက်ရဲ့ပြီးလို့ချေကျွန်တော်ဒီကိုညာပေါ့ဗျာတိုးတော်ညာလဲကိုညာကတော့ရောက်ရှိလာဖို့ရှိနေတယ်လီယန်ဒီလက်ကတော့ချက်စီဘက်ကအမှန်ကန်ကြိုးပဲ့နေတဲ့အတွက်ချက်စီကိုပြောင်းရွှေ့ဖို့အတွက်နှင်းဆဲမှုရှိနေတယ်ကျွန်တော်အသင်ဘက်ကဘလောက်ပဲလီယန်ဒီလက်နဲ့ဒီသဘောတူညီမှုရရှိတာတဲ့ဆိုပေမဲ့လို့ သူကတော့စဉ်းစားမှာပဲဟုတ်တယ်မလားချန်ပီယံလိကစားဖို့ချန်ပီယံလိမကစားတဲ့အသင်းချန်ပီယံလိကစားတဲ့အသင်းကိုပဲသူရေးရွှေဖို့ရှိမှာပေါ့ဆိုတော့ဒီလိုနေတာတော့ကိုရီဘက်ကဘယ်လိုလာမလဲဆိုတော့မသိဘူးဖာဘူဇိုရိုမနိုကတော့ဂျီကောပန်ကတော့ပိုးလောက်လာတဲ့ပုံစံမှာဆိုရင်အသင်းဘက်ကတော့ဒီကစားသမားဖြစ်သူကိုခေါ်ဖို့အတွက်အမေကန်အင်မတန်အားနည်းလာတာတွေ့ရတယ်ဒါကကျွန်တော်တို့အသင်းတို့ကိုမကောင်းဘူးလက်ရှိကျွန်တော်တို့အနေထားမှာဆိုရင်ပြောင်းလဲမှောက်ကိုရမှာတိုက်စစ်ဘက်မှာဆိုလေညီကိုတို့အမြင်ပဲ ခြေစဲမွေးကစားတာတော့ regiment wine လည်းကိုသိမှုမရှိဘူးဟုတ်တယ်မလားဖန်တီးမှုလေးလည်းမရှိသလိုရလာတဲ့အခွင့်အရေးတွေကိုလည်းသုံးမရှိနိုင်ဘူးဒီလိုအနေထားတစ်ခုမှာကျွန်တော်တို့ထောင်တိုက်စစ်တို့နဗတန်ရိုတို့ပြီးလို့ရှိရင်တောင်ပယ်တို့အခုလီယန်ဒီလဲရဆိုရင်လည်းအစ်စီအတင်နဲ့ဒီယာဒီမှာတက်တက်လာတယ်နော်စနကိုဒီတွေ့တာတွေတော့တော့ကောင်းမွန်တယ်ခြေစံဟုတ်တယ်မလားဆိုတော့ကျွန်တော်အတင်ကအခုချက်စီနဲ့အပန်ဂျိုးပန်ရောက်ဖို့နေတာတခုမှတော့ တေးကြပါတယ်လီယန်ဒီလေးအနေနဲ့ကတော့ချက်စီဘက်ကိုပြောင်းဖို့အတွက်သူစိတ်ရိုက်နေတယ်ပြီးလို့ရှိရင်ချက်စီအသင်းဘက်ကလည်းအင်မတန်ကြိုးပမ်းလာတဲ့အနေအထားတစ်ခုမှဆိုရင်နောက်ထပ်ကျွန်တော်ဘလို့အခွင့်အရေးတွေရှိလာမလဲကျွန်တော်အသင်းကတော့သဘောတူညီမှုရရှိထားတယ်ဒါပေမဲ့လို့ဟိုဟီဝီကိုလည်းကျွန်တော်မဖြစ်သေးဘူးဒီကြားထဲမှာချက်စီဘက်ကပို့ပြီးတော့အခွင့်အရေးတွေပို့တာနေတယ်ပိုပြီးတော့အမေကလှုပ်ဆောင်လာတဲ့အနေအထားတစ်ခုမှဆိုရင်ကျွန်တော်ဒီအပြောင်းရွှေ့ရသည်မတိုင်ခင်မှာတော့ဒီလိုမျိုးဖြစ်နေတဲ့ အနေထားအရဆိုရင်တကယ်ပြောင်းရွှေ့ရသည်ရောက်ပြီဆိုရင်ကျွန်တော်တို့ဘယ်လိုလုပ်လာမလဲဒါကိုကျွန်တော်စဉ်းစားရမှာဆရောစာသမားတို့ညီကိုတို့ဒီစာသမားနဲ့ပဲဆိုပြီးတော့ဘလူးတီမချက်ရှိလေသူတပည့်ကျွန်တော်လီယန်ဒီလေးကိုခေါ်ဖို့ကတော့ United team က Chelsea အသေးနဲ့ရှင်ကျင်လဲလို့ရှိရင်ဖက်ဖက်ကအားနည်းမှုရှိတယ်ငွေကြီးအရာပြီးလို့ချင်းအူရိုပါလိုက်ဝင်ခွင့်မရှိဘူးဒါတွေကကိုယ်တွေအသင်းအတွက်ကိုကစားသမားခေါ်မှုပိုင်းတွေမှာအားနည်းလာတဲ့အချက်ပေါ့ ကျွန်တော်တို့ဗီဒီယိုတိုင်းမှာလေးပြောသလိုပါပဲယူပါလေးဖလားကိုမရခဲ့တဲ့အနေထားကအင်မတန်ကျော်တို့ယူနေတဲ့အသင်းအတွက်ကိုဆုံးရှုံးမှုဖြစ်တယ်ဆိုတော့နောက်ထပ် report တွေမှာဘလို့လာမလို့ဆိုတော့ကျွန်တော်စောင့်ကြည့်ရမှာပေါ့ဗျာအခုအနေထားကတော့ဂျီကောမန်ကနေလည်းကျွန်တော်တို့ report လုပ်ထားပြီးတော့ဖာဘယ်ဆိုလိုမျိုးကလည်းကျွန်တော်တို့ဖော်ပြလာတဲ့အနေအထားတစ်ခုပေါ့ဆိုတော့စာသမားတို့ရဲ့ညီကိုတို့ဘလို့ထင်ချက်ရှိလို့ဆိုတော့ဆွေးနွေးပေးကြပါဦးကျွန်တော်အနေနဲ့ကတော့ internet line တွေကလည်းအဆင်မပြေမှုဖြစ်တယ်ခြေစမ်းပွဲအနေအထားတစ်ခုကိုကျွန်တော်တို့ပွေးကြည့်သုံးသပ်ချက်လေးမလုပ်တော့လို့ ပွေပွေသွင်းတဲ့ရှင်လေးကျွန်တော်မလုပ်ဖြစ်ဘူးဒါကိုနားလေပြပါနောက်ထပ်ကျွန်တော်တို့ကစားသမားအပြောင်းရှင်းတဲ့ပတ်သက်ပြီးတော့တက်လာတဲ့တည်င်းတွေကိုကျွန်တော်ဆက်တိုက်ဆိုဆိုလို့တင်ပြတော့ဖို့ရှိနေတဲ့အတွက်အားလုံးစောင့်မျှော်ကြည့်ကြည့်ဖို့ကျွန်တော်တောင်းဆိုပါတယ်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကြည့်ကြည့်အားပေးတဲ့ညီကိုတူတူတယောက်ရှိတဲ့ကျေးဇူးများတင်ပါတယ်အားလုံးပဲ okay ပါအားလုံးပဲကျေးဇူးများတင်ပါတယ်